မိတ်ဆွေများဘေကင်းကျမ်းမာကြပါသေးဗျာအော်တိုဘလတရနေ့ညပိုင်းအတွက်မြို့သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ် တင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီကြောက်မဲတိုက်ပွဲမှာစစ်ကောင်စီကမြို့ရင်းကိုဝင်လာပြီလို့တချို့စီးရီးသတင်းတွေကဆိုပါတယ်ကြောင်မဲမြို့တွင်ကနေပြီးတော့တရနယ်လေးကလည်းဆက်လက်ခုခံနေသေးပဲလို့သိရပါပါတယ်ခင်ဗျာ ပြီးတော့ဒီအေအေတိမ့်ထားတဲ့နိုင်ကံဖြူဟာဂုံကဒီဂုတ်ကြီးစကန်းကိုစစ်တပ်ကပြန်ပြီးတော့ထိုးသစ်ဆင်နေတယ်လို့သိရပါတယ်။ပြီးတော့လေးကကောတိုက်ပွဲမှာဒီလေချောင်းတိုက်ခတ်မှုလက်နက်ကြီးပစ်ခတ်မှုတွေနဲ့တိုက်ပွဲအတော်ပြင်းထန်နေတယ်လို့ဆိုပါတယ်ခင်ဗျာ။ဒီအမေရိကန်အစိုးရကအေအေအပါဝင် လက်နက်ကင်အဖွဲ့တွေကိုဒီအရတားတွေကိုကာကွယ်ဖို့နဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့တိုက်တွန်းလိုက်တယ်လို့ပြောပါတယ်။ နောက်ပြီးတော့ NLD စကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဟာဒီအစိုင်းဥမယောဂာနဲ့မလေးဆီကိုကုသခံရပါတယ်ပြီးတော့မိုးကုတ်မြို့နယ်ထဲမှာစစ်ကောင်စီတပ်ဘုံကျဲလို့ရတတူထိခိုက်တံတံရရရှိပါတယ်ခင်ဗျာဒီသတင်းတွေကိုတင်ဆက်ဖို့ပြင်ဆင်ထားပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြောက်မဲကတိုက်ပွဲအခြေအနေကိုတင်ပြလိုပါတယ်ဒီ TNL ကတော့ဒီစစ်ကောင်စီရဲ့တပ်တွေကိုဆက်လက်ခုခံနေသေးပဲလို့သိရပါတယ်ခင်ဗျာ ဒီစစ်တပ်ကစစ်ကြောင်းတွေဟာကြောင်မဲမျိုးကိုတိမ့်ပိုက်နိုင်ဖို့ကုန်းကြောင်း၄ကြောင်းကနေအင်အားလုံးရင်းနဲ့အုံပြုပြီးတော့ထိုးသည့်ဆင်နေတာကြောင့်အောက်တိုဘာ၁ရက်ဒီကနေ့မနက်မှာတော့မြို့အဝင်ဆိုင်ပုတ်နာတီရောက်နေသလိုဒီမနက်စင်နာရီကဆက်လို့တိုက်ပွဲတွေဖြစ်တယ်လို့ဒေသခံတရင်ရင်းမြစ်တွေကပြောပြကြပါတယ်ခင်ဗျာဒီမနေ့ကစက်တင်ဘာလ30ရက်မှာစစ်တပ်ကကြံ့ခိုင်ရုံမိသက်ရုံစတဲ့ဌာနရုံတွေကိုပြစ်မှတ်ထားပြီးတော့ ဒီမိလောင်ဘုံတွေနဲ့ကြဲကြတိုက်ခိုက်ပြီးတဲ့နောက်မှာမြေပြင်ကနေအလုံးရင်းနဲ့ထိုးသစ်ဆင်လာတာမှာကြောင်မဲမြို့အဝင်ဆိုင်ပုတ်နာတီထိုးပေါက်သွားနိုင်တာလို့ဆိုပါတယ်ခင်ဗျာမြို့ဝင်ဆိုင်ပုတ်နာတီရောက်ပါပြီဒီမနေ့ဟုတ်ပါတယ်မြို့ရင်းမှာတော်လိုင်းတက်တွေအပြင်းထန်ခုခံနေတယ်လို့လည်းဒီမြေပြင်တော်လိုင်းရဲဘော်တအူးကပြောပြပါဗျာကြောင်မဲမြို့အတွင်းမှာရှိတဲ့ဌာနဆိုင်ရာတွေကိုတအံ့တက်မလို့တင်းနယ်လေးကမိ မိရှုဖြစ်စီပြီးတော့မြို့ကိုဆွန့်ခွာသွားပြီလို့စေဥစုထောက်ခံနေတဲ့ lobby channel တွေကဝါဒဖြန့်ရေးသားနေကြပါဗျ။မှန်တကယ်တော့သူတို့မီးလောင်ပုံးတွေနဲ့ပြည့်လက်နေကြီးတွေနဲ့ပြည့်လေချောင်းကနေပြည့်လို့မီးလောင်နေတာဖြစ်ပါဗျ။ဒီတော်လန်ရေးတပ်ဖွဲ့တွေကတော့မြို့မကြရေးအတွက်ဆိုပြီးတော့မြို့တွင်းကနေဆက်လက်ခုခံတိုက်ခိုက်နေသလိုတိုက်ပွဲတွေကလည်းပုံပြီးပြင်းထန်လာနိုင်တယ်လို့ဒီမှတ်ချက်ပြုပါတယ်ခင်ဗျာ။ ကျောင်းမဲမြို့ဟာပြည်တော်စုလမ်းမကြီးပေါ်မှာရှိပြီးတော့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့နေရာလည်းဖြစ်တယ်လို့စစ်အုပ်စုကနောင်ချူမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာအောက်ကုလနောက်ဆုံးပတ်မှာကျောင်းမဲကိုအလုံးရင်းနဲ့အင်အားထုတ်ပေါက်ဝင်ရောက်လာတာဖြစ်ပါတယ်။ဒီစစ်အုပ်စုထိုးစစ်ဆင်လာတဲ့အချိန်ကစပြီးတော့ကျောင်းမဲမြို့ကဒေသခံ80ရာခိုင်နှုန်းလောက်ဟာလူကင်းရနေရာတွေကိုနေရဆွန့်ခွာထွက်ပြေးကြပြီးတော့အိမ်ဆောင်အဖြစ်အနေချင်းသာကြံနေခဲ့တယ်လို့အကူအညီပေးနေသူတွေကဆိုကြပါတယ်။ ဒီတစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလိုင်းဖြစ်တဲ့2024ခုနှစ်ဩဂုတ်လမှာကြောင်မဲမြို့ကို TNL ကတိုက်ခိုက်သိမ်းယူ ခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ AA သိမ်းထားတဲ့နိုင်ငံဗျူဟာဂုတ်ကြီးစကန်းကိုစစ်တပ်ကပြန်လည်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ် မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့နတ်ရီကန်ဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ဂုတ်ကြီးရွာအခြေဆိုင်စခန်းကိုအရက်ကတက်တော်အေအေနဲ့ပူးပေါင်းတက်တွေကတင်ပိုက်လိုက်နိုင်ပေမဲ့စစ်တပ်ဘက်ကလေကြောင်းဘုံကျဲပြီးတော့ဒီကအစီရီ20ကျော်နဲ့တံပြန်ထိုးသိမ်းဆင်လာပါတယ်။ကဘာလုံးစခန်းလို့ခေါ်ကြတဲ့နတ်ရီကန်လေကြောင်းရံကာကွယ်ရေးဗျူဟာရဲ့ကာကင်းစခန်းတစ်ခုဖြစ်တဲ့ဂုတ်ကြီးစခန်းကိုအေအေနဲ့ပူးပေါင်းတက်တွေကတင်ပိုက်ခဲ့ပေမဲ့တိုက်ပွဲတွေကတော့ဆက်ဖြစ်နေသေးဖြစ်ပါတယ်။ ကုတ်ကြီးစကန်းဟာစစ်တပ်ရဲ့အဓိကကာကင်းတစ်ခုဖြစ်ပြီးတော့နိုင်ရကန်စကန်းကိုမြင်းပြောင်အတိုင်းနှစ်မိုင်ဝန်းကျင်သာကွာဝေးတော့တာဖြစ်ပါတယ်အဲ့ဒီဂုတ်ကြီးစကန်းကြပြီးတော့စစ်တပ်က လေကြောင်းနဲ့ဒရဇတ်ဘုံကျဲနေတယ်လို့မဆခ905ကနေလဲအင်အားအပြည့်ပါတဲ့စစ်ကားအစီးရေ20ကျော်ကိုစစ်ကူပို့ဆောင်ခဲ့တာပါဒီဓာတ်ပြင်စက်တင်ဘာ30ရက်နေ့နေ့လယ်7နာရီလောက်မှလဲနောက်ထပ်စစ်ကား၄စီးညနေ9နာရီလောက်မှကားကြီးတစ်စီးနဲ့ကားလေးတစ်စီးအောက်တိုဘာ1ရက်နေ့နေ့လယ်ပိုင်းမှလဲ ကားကြီးနှစ်စီးနဲ့ကားသေးတစ်စီးထပ်ပြီးတော့နိုင်ကံဘက်ကိုလမ်းသစ်ဘက်ကနေတက်သွားတယ်လို့လည်းသတင်းရင်းမြစ်ကဆိုပါတယ်လေချောင်းဘုံကျဲမှုတွေနဲ့တိုက်ပွဲတွေကြောင့်ရွာကန်အများစုကတော့ဆစ်ဆောင်သွားကြပြီးသို့ပေမဲ့တချို့ကတော့ပြိမိနေသေးတဲ့အကြောင်းကိုကြီးရွာသားတယောက်ကလည်းပြောပြပါဗျ။ဒီရွာသားတရားဝင်းကျင်ဟာအောက်တိုဘာ၁ရက်နေ့မနက်ပိုင်းထိပဒံဘက်ကိုမဆင်းနိုင်သေးပဲနဲ့ ဖုံးတွေကိုလည်းစစ်တပ်ထောက်ခံသူတွေကတင်ထားတာကြောင့်အဆက်အသွယ်ပြတ်တောက်နေပြီးတော့အသက်အန္တရာယ်တောင်ဆိုရင်ရတဲ့အကြောင်းသူကဆက်ပြောပြပါရယ်ခင်ဗျာဒီတစ်ဖက်မှာလည်းအေအေနဲ့ပူပေါင်းတပ်တွေဟာနိုင်ရကံပြူဟာကိုဝိုင်းဝန်းပိတ်ဆို့ထားပြီးတော့အနီးဝန်းကျင်မှာရှိတဲ့လင်းတက်စွန်တက်လိုင်းရွာပစည်းရွာတွေအထိကိုထိန်းချုပ်ထားနိုင်ပြီးတော့ဂုံကြီးဝန်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပါတယ် ဒီ Google Map အတိုင်းဆိုရင်တော့ဒီ brand back ကို6မိုင်လောက်သာဝေတော့တာကြောင့်ဂုံကြီးရွာကသာ AA တက်တွေထိန်ချုပ်နိုင်မယ်ဆိုရင်နိုင်ကံပြူအတွက်ထွက်ပေါက်ပိတ်သွားတဲ့အပြင်ကပ္ပစ14ကိုတိမ့်ပိုက်ပြီးအာမင်းဘူးနဲ့ပသိမ်မုံရလန်းဆောင်ရာဗဒံမြုပ်အထိတော်လိုင်းတက်တွေကနယ်မြေဆူမိုးလာနိုင်ကြီးရှိတဲ့အကြောင်းမြုပ်ကန်တွေကခံမှန်းသုံးသပ်နေကြပါရခင်ဗျာနောက်၄ကီကော်မှာလည်းတိုက်ပွဲတွေ ဒီလေကြောင်းတက်ခတ်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်တာတွေကြောင့်ဒီတိုက်ပွဲတွေကတော့အတော်လေးပြင်းထန်နေတယ်လို့ဆိုပါရစေ။ထိုင်းမြန်မာနယ်စပ်မြို့ကရင်ပြည်နယ်မြောက်ပြည်မြို့တောင်ဘက်ကိုးမိုင်အကွာမှာရှိတဲ့လေကိတ်ကော်မြို့တစ်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်တပ်ကစက်တင်ဘာ22ရက်ကစလို့စစ်ကြောင်းထုတ်လှုပ်ရှားနေတာမှာ ကရင်မြို့သားလွတ်မြောက်ရေးတပ်မတော် KNL ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေနေ့စဉ်ဒီပါဖြစ်ပွားနေပြီးတော့ဒီနေ့လေကြောင်းပစ်ကူတောက်လျှောက်တုံးပြီးတော့တိုက်ပွဲတွေပြင်းထန်နေတဲ့အကြောင်းဒေသခံတွေကပြောကြပါရယ်ခင်ဗျာဒီဒီနေ့မနေ့အစောပိုင်းကလေးကလက်နက်ကြီးလက်နက်ငယ်တာတွေနဲ့နှစ်ဖက်အပြန်အလှန်ပစ်ကတ်တာတွေရှိနေကြရမှာ ဒီနေ့လေနှစ်နာရီလောက်မှတိုက်လျင်နဲ့ဘုံကျဲကလက်ခတ်တောင်ကြောက်ကူမြဝတီခလာရ2.5တတ်တုကနေပြီးတော့လဲလက်နေကြီးတွေနဲ့တောက်လျှောက်ပြစ်ကူပေးနေတယ်လို့သိရပါတယ်ခင်ဗျာလေကေကောဒေသခံမျိုးသမီးတူကလေရင်လာသွားတာနှစ်ကြိမ်ရှိပြီးဘုံလဲကျဲတယ်ဆက်လက်နဲ့လဲပတ်ပစ်သွားတယ်အခုဒီအကဖြစ်နေတာကထီးမယ်ဝါခိဘက်မှာလေချောင်းရောလက်နေကြီးတွေရောတောက်လျှောက်ကြတော့ရွာကအတော်ကြီးနေပြီလို့လဲပြောပြပါပါတယ်ခင်ဗျာ ဒီလေးကိကောတိုက်ပွဲအတွင်းမှာစစ်တပ်ကလေးကိကောမြို့မြောက်ဖက်နဲ့ရှေ့မြောက်ဖက်ကြီးမေထော်တလေးပဟိကလောထိမဲ့ဝါခီလမ်းကြောင်းကနေအင်အားလုံးရင်းနဲ့ထိုးသစ်ဆင်နေပြီးတော့ထိမဲ့ဝါခီကိုထိန်းချုပ်နိုင်လို့ရှိရင်တော့မြောက်ဝတီဝေါ်လီလမ်းပိုင်းကိုဖလူမင်းလက်ပံဒေသတီထိုးနိုင်မှာဖြစ်တယ်လို့လေးကိကောမြို့တစ်ထဲရောက်နိုင်တဲ့လမ်းကြောင်းတွေကပွင့်သွားမှာဖြစ်တဲ့အကြောင်းဒေသကနေထိုင်ကနေသိရပါဗျ။ဒီလက်ရှိမှာစစ်တပ်ဟာလေးကိကော ရေကန်ကုန်းစကန်းကိုပြီးခဲ့တဲ့ရက်ပိုင်းတွင်ထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်တပ်လက်အောက်ခံကရင်နယ်ခြားတောင်တပ် VGF ကလည်းလေကိတ်ကော်မြူတဲ့ရှိရက်ွက်နေရာတချို့မှာဝင်ရောက်နေရာယူထားတဲ့အကြောင်းဒေသခံတွေနဲ့မြေပြင်ရဲဘော်တွေကပြောကြပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီအမေရိကန်ဆိုရက AA အပါဝင်လက်နက်ကင်ဖွဲ့တွေကိုအရက်သားတွေကိုကာကွယ်ဖို့နဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့တိုက်တွန်းတယ်လို့ဆိုပါတယ် ဒီအမေရိကန်သုရကရကတတ်တော်အေကိုရတားတွေကိုကာကွယ်ဖို့နဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။အမေရိကန်ထူးတန်အမချားလက်စ်ဟာဒါဟာစက်တင်ဘာ30ရက်နေ့နယူးယောက်မှာကျင်းပတဲ့ high level conference on Rohingya Muslim and the other monetary in Myanmar ညီလာခံမှာအဲ့ဒါလို့ပြောသွားခဲ့တာလို့ဆိုပါတယ်။ ရက်ဆက်ကြမ်းကြုတ်မှုတွေအတင်းကျပ်ရွှေပြောင်းခိုင်းမှုတွေနဲ့ကလေးစစ်သားအုံပြူမှုဓာတွေကိုရှုံချပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ရွှေကြတွေအပါအဝင်တခြားတိုင်းသားလူနည်းစုတွေကိုဖိနှိပ်မှုတွေနဲ့ရင်ဆိုင်နေရတာကိုဝိုင်းရှင်တန်နေနဲ့ထပ်မံအတည်ပြုပါတယ်လို့ပြောပါတယ်ခင်ဗျာချားစ်ခါတာဟာအကောင်းဆုံးအနာဂတ်မျိုးဆက်တွေအတွက်အမေရိကန်ထူးတန်တမန်လည်းဖြစ်တယ်သူပြောတာကအထူးသဖြင့်ရခိုင်ပြည်မှာရက်ဆက်ကြမ်းကြုတ်မှုတွေဇက်တိုက်ဖြစ်ပွားနေတဲ့အစီအကံသားတွေအတွက် ကျွန်တော်တို့လေးလေးနက်နက်စိုးရိမ်မိပါတယ်လို့ပြောပါတယ်ရကတက်တော်အပါဝင်မြန်မာစစ်တပ်နဲ့လက်နက်ကင်အဖွဲ့အားလုံးအရသားတွေကိုကာကွယ်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဝင်ရောက်ခွင့်ပြုဖို့နဲ့နိုင်ငံတကာဥပဒေကိုလေးစားလိုက်နာဖို့တိုက်တွန်းထားပါတယ်လို့ဒီပြောဆိုသွားပါတယ်သူပြောတာကဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ရွန်ဂျာဒုက္ခသည်တွေအတွက်အမေရိကန်ဒေါ်လာတန်း60ထောက်ပံ့ဖို့ကြေညာခဲ့ပါတယ် ဒုက္ခသည်တွေအတွက်ပုံမူကောင်းမွန်တဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာခွင့်လန်းတွေရရှိဖို့အတိတ်ပဲရှိတဲ့မူဝါဒအပြောင်းလဲပြုလုပ်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း၎င်းကတိုက်တွန်းသွားခဲ့ပါတယ်ခင်ဗျာဒီရိုဟင်ဂျာအကြက်တဲတွေအတွက်ကမ္ဘာလုံးဆိုင်ရာအကူအညီတွေတိတိတတ်တာကျဆင်းနေတဲ့အချိန်မှာရန်ပုံငွေထွက်ပေါ်လာတာဖြစ်ပါတယ်2025ခုနှစ်အတွက်ဒုက္ခသည်တွေအတွက်လိုအပ်တဲ့ဒေါ်လာ934တန်းရဲ့ဒီစက်တင်ဘာ29ရက်နေ့အထိ38ရာခိုင်နှုန်းသာရရှိခဲ့ပြီးတော့ ကမ္ဘာစံနယ်ယိကအစီအစဉ် WFP ဟာနိုဝင်ဘာလထက်ကျော်လွန်ပြီးတော့စံနယ်ယိကပံ့ပိုးပေးနိုင်မယ်မဟုတ်ဘူးလို့ဆိုရင်ဒါတွေမြင့်တက်လာခဲ့ပါတယ်ခင်ဗျာနောက်ကရင်နီဒေသမှာ၄နှစ်ကျော်အတွင်းမှာဒေသကနဲ့ဆစ်ဆောင်800ကျော်တည်ဆုံးတယ်လို့သိရပါတယ်ဒီစစ်တပ်အနာတင်ထားတဲ့၄နှစ်ကျော်ကာလအတွင်းမှာကရင်နီပြည်နယ်နဲ့ကရမ်းဒေသမှာစစ်ရေးနိုင်ငံရေးနဲ့လူခွန်ရေးချုပ်ဖောက်ခံရတာတွေကြောင့်အရတားနဲ့ဆစ်ဆောင်ပြည်သူ အယောက်100ကျော်တည်ဆုံးခဲ့တယ်လို့တိုးတက်တဲ့ကရင်ပြည်သူအင်အားစု PKBF ကအောက်တိုဘာ၁ရက်နေ့မှာထုတ်ပြန်ထားပါတယ်၂025ခုနှစ်ကိုလတာကာလအတွဲမှာတင်အရတနဲ့ဆစ်ဆောင်ပြည်သူအယောက်ပေါင်100ကျော်တည်ဆုံးခဲ့ပြီးတော့တိုက်ပွဲပေါင်းအကြိမ်150တိရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာစကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဟာအစာအိမ်နဲ့ဦးယောဂါကြောင့်စိတ်ဝင်တင်ထားပါတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်သခိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဟာအစိုင်အိမ်နဲ့ဥလန်းကျောင်းယောဂခံစားနေရတာကြောင့်မန္တလေးထွေထွေယောဂကုဆေးရုံကြီးမှာစေကူတာမှုခံနေရတယ်လို့နေသက်သူတွေထံကနေသိရပါတယ်ခင်ဗျာပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကစတင်ပြီးတော့မန္တလေးထွေထွေယောဂကုဆေးရုံကြီးမှာစေကူတာမှုခံယူနေရတာဖြစ်ပြီးတော့နှလုံးယောဂအတွက်စက်တက်ထားတာလဲ7နှစ်ကျော်ပြီဖြစ်တာကြောင့်စိုးရင်ရတယ်လို့လည်းသိရပါတယ် ဒီကျွန်တော်ပြန်လွန်လာတဲ့အချိန်ထိမြင်းညံထောင်မှာရှိနေတာကျွန်တော်ရှိနေတဲ့အချိန်ကလေးကပုံမှန်တလတခါစေကံပြနေတာနှလုံးကဆက်တက်ထားတာဆိုတော့အပြင်စေကံမှာတလတခါထွက်ပြနေရတဲ့ဒီဒီရပိုင်းတဲ့အထိသိရတာကမြင်းညံထောင်ကနေမန္တလေးဆေးရုံကိုပို့လိုက်တာပေါ့အဆိုင်နဲ့ဥလန်းချောင်းယောဂါကျောင်းလို့သိရတယ်နှလုံးကဆက်တက်ထားတော့ဆုံးရတဲ့အနေထားမှာရှိနိုင်တယ်လို့မြင်းညံထောင်ကပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတူကပြောပြပါဗျာ ဒီဒေါက်တာမြင့်နိုင်ရဲ့ကျန်းမာရေးအခြေအနေအရလက်ရှိအချိန်ထိမိသားစုနဲ့တွေ့ကွင့်မရသေးတဲ့အကြောင်းသိရပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်အာဏာသိမ်းချိန်မှာဒေါက်တာမြင့်နိုင်ဟာတမတဦးဝင်းမြင့်နိုင်ငံတော်ဤအတမင်္ဂပုဂ္ဂိုလ်ဒေါံသန်းစုကြည်တို့နဲ့အတူတိုင်းနှင်းပြည်နယ်ဝန်ကြီးချုပ်များအားလုံးဖမ်းဆီးထိန်းသိမ်းခံရမှာပါဝင်ခဲ့ပြီးတော့အမှုပေါင်းဆက်မှုနဲ့တရားစွဲကထောင်ဒဏ်25နှစ်ချမှတ်ခံထားရသူဖြစ်ပါတယ်ခင်ဗျာ။ နောက်မိုးကုတ်မြို့နယ်ထဲမှာစစ်ကောင်စီတပ်ဘုံကျဲလို့ရတတူထိခိုက်ဒဏ်ရာရှိပါတယ်ဗျာတန်းတက်မတော် PSLF DNL ထိုင်ကျုပ်ထားတဲ့မန္လေးတိုင်းမိုးကုတ်မြို့နယ်ရည်ရွယ်ကြီးကျေးရွာကိုစစ်ကောင်စီတပ်ကဒီကနေ့အောက်တိုဘာလ၁ရက်နေ့မနေ့၁၇နာရီဝန်းကျင်လောက်ကဂျက်လီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်ရည်ရွယ်ကြီးဘက်ကိုလာကျဲသွားတာဒဏ်ရာသူကအမျိုးသားလို့သိရတယ်လို့မြေပြင်ခြေနေသိရှိသူတို့ကပြောပါတယ် ရွှေပြည်မြေကရရှိတဲ့စင်းရစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်မို့ထိခိုက်ဒဏ်ရာရှိသူတအူးရှိတယ်လို့ကနအူးသိရပြီးတော့အသေးစိတ်ဆက်လက်ကိုတော့ဆက်လက်ဆောင်စားနေတဲ့ဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ29ရက်မှာလည်းကြောင်မဲမြို့နယ်ပန်ကုံအုပ်စုပန်တိပြည်ရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကလေကြောင်းကနေပေါင်900ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ကြောင်မဲမြို့အနီးနဲ့နောင်ချုံမိုးကုတ်လမ်းပိုင်းမှာတော့စစ်တပ်နဲ့တင်းနယ်လေကြတိုက်ပွဲတွေပြင်းထန်နေပြီးတော့ လေကြောင်းကနေလဲဘုံကျဲတက်ခိုက်တာတွေရှိနေပါတယ်ခင်ဗျာအော်တိုဘာလတရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီပြတာပဲဖြစ်ပါတယ်ခင်ဗျာနောက်ရက်တွေမှာလဲတွန်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ကြည့်ရှုပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်